ဆန်ချိုးကိုနှစ်နာချီပေးပြီးတော့ဂေဂျီတို့စီပြန်လွတ်ချင်နေတဲ့ညီမလေးအားလုံးမင်္ဂလာပါဂျိမ်းစ်ဘွန်လေးဆန်ချိုးအားဆွေရေဂေဂျီတို့ကလာရှေပြတ်မှတ်ထားပြီးတော့ခေါ်ယူခဲ့ရတဲ့ကစားသမားတူဖြစ်ပါတယ်အခုပဲရောက်တော့မလို့လို့မနှက်ဖြတ်ပဲရောက်တော့မလို့လို့ ਨੇ တနည်းကျော်လောက်မှဂေဂျီတို့စီကိုရောက်လာခဲ့ပါတယ်ဆန်ချိုးကို ခေါ်ယူရမှာပြောင်းရှိကြီးအနေနဲ့ပေါင်း85တန်းလောက်ထိကိုပေးချေခဲ့ရတာပါအပမဲ့ဆန်ချိုးဟာဂေဂျီတို့စီမှာတော့ထင်သာတယ်လို့ဖြစ်မလာခဲ့ပါဘူး ဆောက်ရောက်ခရေက007ဆိုတဲ့ဆွမ်းဆောင်လေးဖြစ်နေကြလို့ James Bond လေးဆိုတဲ့ဘွဲကိုပါရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့နီပြဟာဂရုံနဲ့ပါပြဿနာကြီးတက်လိုက်သေးတာကြောင့်အသင်းရဲ့လူစီရင်ကနေပါကန့်ထုတ်ခံလိုက်ရပါတယ်။နောက်ဆုံးစာချင်းတို့ဝေဖန်ဖြေပြလိုက်မှပြည့်လဲသွားခဲ့တယ်ဆိုပေမဲ့ KG တို့ကတော့အသင်းမှာဆက်မထားတော့ပါဘူး။ပြည်ကရင်နီဆူကမှာဆန်ချိုကိုအပိသက်ခေါ်ယူခွင့်ပါရှိတဲ့အငှားစာချုပ်နဲ့ညီမလေးတို့စီကိုဆိတ်လွတ်လိုက်ပါတယ်။ဆန်ချိုကညီမလေးတို့စီမှာအစာပိုင်းတော့ဟုတ်မလို့လို့ရှိခဲ့ပေမဲ့အခုတော့ဇာတိပြန်ပြလာနေပါပြီ။ ပတင်မောင်းနေတော့ခံလဲရတဲ့ဂေကြီးတို့အတွက်မြမလေးတို့ကိုလက်စားပြန်ခြေလိုက်နိုင်ပြီလည်းဖြစ်ပါတယ်။စံချိုဟာဒီယာဒီမှာမြမလေးတို့ရဲ့နှစ်ကိုတင်ပြီးတော့လေးကိုဖန်တီးထားပါတယ်။ဒါပေမဲ့နောက်ဆုံးကိုပောင်ရဲ့ပတ်သက်မှုလုပ်ခဲ့တာကပြီးခဲ့တဲ့ဇန်နဝါရီလလောက်တုန်းကဖြစ်ပါတယ်။ဇန်နဝါရီလရဲ့နေ့မှာကစားခဲ့တဲ့နန်းတော်ရုံးရဲ့ပွဲစဉ်မှာဂိုပန်ဒီမှုလုပ်ပြီးကလေးကလုံးဝကိုပြန်ပေါ်မလာလို့တာဖြစ်ပါတယ်။အဲကြောင့်ဂိုပောင်ရဲ့ပတ်သက်မှုမလုံနိုင်လို့တာနှစ်လကျော်လောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ ကိုမတဲနိုင်နာကတော့တော်တော်လေးကြာနေပြီဖြစ်ပြီးတော့ဒီဇင်ဘာ9ရက်နေ့မှာကစားခဲ့တဲ့ဂျပန်ဤတို့နဲ့ပွဲစဉ်မှာနောက်ဆုံးကိုသွင်းထားခဲ့တာဖြစ်ပါတယ်။ဆန်ချိုအားဆောက်ခါစားတွန်းကတော့ညီမလေးတို့တက်ပွဲဥထက်3ပွဲဆက်တိုက်ဂိုးပန်တီမှုပြုလုပ်ပေးခဲ့တာပါ။အားကြောင့်ညီမလေးတို့ပရိသတ်တီကတော့ KG တို့ကိုပြန်ပြီးတော့လေတိုက်ခဲ့ကြပါတယ်။အခုချိန်ဒီကတော့ပရိသတ်တီရောအသင်းတာဝန်ရှိသူတွေကပါဆန်ချိုကိုဖိတ်ခုံနေကြပါပြီ။ကြည်ရိုးနဲ့ချုပ်ဆိုထားတဲ့စာချုပ်အရညီမလေးတို့ကရာသီကုန်ချိန်မှာဆိုရင်မဖြစ်မနေဝယ်ယူသွားရမှာဖြစ်ပါတယ် ဒါပေမဲ့လေကစားသမားကတော့ညီမသေးတို့စီကိုပြောင်းမမွေဆိုတဲ့စာချုပ်ကိုလက်မှတ်မထိုးထားခဲ့ဘူးလို့သိရပါတယ်။အဲတော့ညီမသေးတို့အနေနဲ့ဆန်ချုပ်ကိုအပြစ်သက်မခေါ်ဘဲနဲ့ကေဂျီရိုစီကိုပြန်လုပ်ခွင့်ရှိနေပါတယ်။ဒါပေမဲ့လေကေဂျီရိုနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကိုချုပ်ဖောက်မိတဲ့အတွက်တော့ညနာကြီးပြီးသွားဖို့ရှိနေပါတယ်။အဲညနာကြီးဆိုတာကလည်းပမာဏတိတ်တိတ်မမမဟုတ်ဘူးလို့သိရပါတယ်။ဘလို့ရဖြစ်ဖြစ်အတင်းမှာတုံးစားမရဘဲနဲ့တနေ့ကိုတန်းတန်းချီလာစားထိုင်ပေးနေရတဲ့ဆိုင်ရင်တခါရင်ညနာကြီးပြီးတော့မခေါ်လိုက်တာကပဲပိုကောင်းနေမှာဖြစ်ပါတယ်။ ။ဒါကြောင့်ညီမလေးတို့အနေနဲ့စံချိုးကိုရာသီကုန်ရင်ပြန်လှုပ်ဖို့စဉ်းစားနေကြပါ။စံချိုးကညီမလေးတို့စီကူရောက်ပြီးကလေးကအတင်းဟောင်းခေကြီးတို့ကိုလည်းပေါ်တင်ဆောင်နေကြပါတယ်။အဒါလီဒီယာဗီလာကိုပြောင်းသွားတော့ကလည်းလွတ်လပ်သွားပြီဆိုတဲ့သဘောမျိုးနဲ့ဝင်မိအချောင်ခဲ့တယ်လို့ပွဲဆူသွားကြရသေးပါတယ်။အဲကြောင့်ဆန်ချိုးအနေနဲ့ဂေဂျီလိုစီကိုပြန်ရောက်လာမယ်ဆိုရင်ပို့ပြီးအဆင်ပြေနိုင်တော့မှမဟုတ်ပါဘူး။ညီမလေးတို့ကပြန်ပို့လာခဲ့မယ်ဆိုရင်တော့မှတခြားအသင်းတစ်သင်းသေးစီရောင်းထုတ်သွားဖို့များနေပါတယ်။ ဆုံးလေးကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်